ားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ညချန်တဲ့ကနေပြိသက်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နှလုံးထီသုံးလုံးထီထိုးပြီးလောဘတက်ခါအိမ်ပေါင်ကားပေါင်နဲ့တားမရဖြစ်နေတဲ့ဇနီးတွေကိုကိုရိုင်းထောင်ထဲထဲခဲ့တဲ့အမျိုးသားဆိုတဲ့စိတ်ဝင်စားပွဲပညာပေးဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။ ကျွန်တော်အိမ်ပြန်ရောက်လာပြီမေဇနီးတဲ့မျိုးက အိမ်မှာမရှိသားနဲ့သမီးသာ စာကြက်နေတာကို တွေ့ရရင်မင်းတို့မိမိရောအခုလေးတင်ဘိုးတော်စီသွားမယ်လို့ပြောထားတယ်ပြီပြီကျွန်တော်တက်ပြင်းချမိတယ်ဘိုးတော်ဆိုသူကိုလူတော်တော်များများကယုံကြည်ကြတယ်ချဲထွက်ရန်လေတိတ်မလို့တော့ဒီရမျိုးမှာဇနီးတဲ့ကအိမ်မှာရှိနေမှာမဟုတ်ပြီဘိုးတော်ရဲ့ဓကန်းမှာရောက်နေတတ်ပြီချဲထီအတွက်လှုပ်ရှားနေပါလိမ့်မယ် လူတွေပကြောင်ချဲထိုးကြတာလေအလွယ်ကူဆုံးအဖြေမှာငွေရပေါက်လွယ်လို့လို့တညီတညွန်နဲ့ဖြေကြပါလိမ့်မယ်ဤသို့ဆိုရင်ငွေမရပါဘဲနဲ့ချဲကြောင်ပစ္စည်းရောင်းအိမ်ပေါင်းကားပေါင်ဘဝနဲ့တဲထိုးခဲ့ရသူများကိုမြည်သို့ဆိုကြမလဲတချို့ဆိုရင် စားစရာမရှိလောက်အောင်ကိုပေါင်နှံပြီးချဲထိုးကဘဝပြတ်သွားကြသူများလည်းရှိခဲ့တယ် ချဲနှိမ့်ဆက်လို့ငွေကြေးကိစ္စနဲ့လင်မယားရံဖြစ်ကြောင့်မိသားစုအတွင်မှာပြဿနာပေါင်းစုံဖြစ်ကြသလိုချဲမယော်လို့အမှုခင်ဖြစ်ကြပုံများဒုနယ်တီဖြစ်ပါရိဒါရီကိုဇနီးတဲ့မျိုးကမသိလို့လည်းမဟုတ်တလောကပဲချဲအတွက်နဲ့မယားကလင်ကို နှစ်တက်လမ်းမသစ်သားချောင်းနဲ့ရိုင်းလိုက်လို့သူရဲ့အလိမ့်လိမ့်နဲ့ဆေးရုံရောက်ရဲစခန်းရောက်ကြနဲ့မြည်မြစိတ်ကုံစရာကောင်းလိုက်ပါတလေ အ ਨੇ ဆုံးတော့ငွေကြောင့်ဇာရိတပြပြကပြင်းမှုများဖြစ်ပွားကြခြင်းဖြစ်ပါれလူတချို့ကကံကောင်းထောက်မစွာနဲ့ခြေထီထပေါက်ကြတွေကလောဘတက်လာကြတွေဒါကြောင့်ခြေကနန်းပေးသူတွေစီချင်းကဲကြတွေဘိုးတော်သူဘိုးတော်လိန်တွေနဲ့တွေ့လို့ကတော့ကုံပီတာမှတ်လောကမှာလူလိန်လူညာဆိုတာက လေဘဲမှာစာဆွဲထားကြတာမဟုတ်ဒါကြောင့်လေလိန်လို့လိန်မှန်မသိကြ အမေရိကန်ဆုံရှုံကြပြီဆိုမှအာကိုရန်ရဲစခန်းစီကိုရောက်ရှိလာကြရတယ်။အန်ဒီရဲ့ကိုကြိုတင်ရှောင်ဖို့တော့မစင်စားထားကြ။ဒီလိုလူစားတွေရှိနေကြလို့လေလင်းညာတဲ့အမှုအခင်းတွေ ပေါ်ပေါက်လာရခြင်းဖြစ်ပါလိမ့်မယ်။မျိုးတော်ကြရင်ခတ်တော့မှာပဲ။တယောက်တည်းထမင်းစားအပြီးမှဒရင်ဘတ်မှာလှဲပြီးဇနီးတဲ့အကြောင်းကိုတွေးနေမိတယ်။အစားကမျိုးတယောက်ခြေကိုအနေချင်းသာထိုးတယ်။ အတိန်နမိတ်အိမ်မက်ကအစနဘပေးလာသူတွေရဲ့ကဏ္ဍများတခုမကြံထိုးခဲ့တယ်သို့တော်လည်းမပေါက်ပြီးဤဒီကိုစိတ်မပြတ်ခေဟိုဘလန်းကခင်အေးတတ်တို့အိမ်ကိုဘိုးတော်တပါကြွလာတယ်တဲ့ခြေကဏ္ဍပေးသွားတယ်ပေါက်ရင်လူမဲတဲ့ပေါက်ပေါက်ရှာရှာကွာအဲ့ဒါတွေငါမယုံဘူးဒီဘိုးတော်ကသူ့သားပေါက်ကဏ္ဍတည်ရင်သူ့တယောက်တည်းထိုးမှာဘောဟာအလောက်ရှောက်ခံပြီးတော့မင်းတို့ကိုပေးပါမလား ကျွန်တော်ရေစကားကြောင့်မျိုးစိမ့်ညက်သွားပုံရှားပါရီယောက်ျားဖြစ်သူရဲ့တီယူတန်စကားကြောင့်ဆက်မပြောဘဲထသွားရှားရီအဘကသာသနာပြုတာတမီးရဲ့တမီးတို့နဲ့တွေ့ရတာရှေးဘဝကပဋ္ဌာန်းဆက်ကြောင့်ပဲဒါကြောင့်ခொနေရသာသမီးတွေကိုကုသိုလ်ပြုနေတာခொနေရသာသမီးတိုင်းစိတ်ချမ်းသာကြပါစေဘိုးတော်ရဲ့စကားကိုယုံကြရီယုံလို့လေချေထိုးကြရီသို့တော်လေမပေါက်ပြီးပုံဩထားသမျှကုံတော်ရီ တို့သာသနာပြုခရီးမှာအနောက်ရက်တွေရှိနေလို့နေမှာပါဒါတွေကို အရင်ဖယ်ရှားပြေးရမယ်တမီးရဲ့မျိုးမျိုးတို့အုပ်စုတကိုးကြီးဖျားများကိုတော့ပြီးအတိတ်ထဝင်ဗတိစိတ်ကြရီတတ်တတ်လို့စားကြရီကောင်းတဲ့အလုပ်ဖြစ်လို့ကျွန်တော်မတားစီခဲ့တို့တဲ့ချင်းချဲထပေါက်တီဒီလိုတော့လေအဟုတ်သားပါလားကျွန်တော်တောင်အံ့ဩမိတယ်တွေ့လားရှင်ကြက်ကြက်စောကဒုက္ခရောက်လိမ့်မယ်သူတော်ကောင်းကိုလည်းမပြင်းမနဲ့ ကျမလုံရက်ကိုလည်းမပိတ်ပင်နဲ့ပြန်အောင်အင်္ဂလိပ်ကနေတိုက်ခိုင်အိမ်ဖြစ်လာတော့ကျွန်တော်အသာငြိမ်နေလိုက်ရတယ်ပေါက်တာနဲ့ဒီးစွန်ပါကိုသွားပြီးပွဲထူကြတယ်အလူတန်းလှုပ်ကြတယ်ဒီတော့ဘိုးတော်ကိုလူတွေပို့ပြီးတော့ယုံကြည်လာကြတယ်ဘိုးတော်မှလည်းအသက်40ဆွန်းဆွန်းသာရှိသူကိုမြတ်မင်းခမမိတ်မကိုကြည်လုံအောင်တော့ဟိုဘိုးတော်နဲ့နှစ်ယောက်ထဲပါသွားတတ်တာလူမြင်လို့တော့မကောင်းဘူးဗျာမပြောတော့ဘူးဗျာ ကျွန်တော်စကားထက်ဘိုးတော်ရဲ့စကားကအောင်မြင်နေပြီလေတွင်းမြင်သူတွေကသတိပေးကြတယ်ကျွန်တော်စိတ်ကိုလည်းအံ့ဩနေကြတယ်လောဘဆိုတာအတော်မတတ်နိုင်ကြပါလားတချို့ကလောင်းကစားကိုစီးပွားဖြစ်လောက်ကြတယ်သုံးလုံးထီပြီးတော့နှလုံးထီဒီလိုနဲ့တလားတလားချဲတန်တရားလဲနေတော့တယ် ကလေးငယ်များကအစားချဲကိုစိတ်ဝင်စားလာပြီးလူကြီးများရဲ့လှုပ်ရက်အတိုင်းအထူးမြင်အတက်တင်တဲ့သဘောတန်ကနာနီးတန်ကမုံဆိုးနာနီးမုံဆိုးဖြစ်ကုန်ကြရီဇာရိတပြပြကုန်ကြရီကိုမြမင်းခမမိမက ချဲကစားသလောက်ခမကငိန်လာကြည်လားကျုပ်ကခပိုက်ထဲကကြက်ဥတလုံးနဲ့ဝေယုံပင်အောက်ကကြက်တအုပ်မှ မလဲနိုင်ဘူးဗျာမလဲနိုင်လေလုံချုံအောင်တော့တိမ့်ထားအောင်တော့ တော်ကြာကျက်ဥကိုသူမြယူတော့အောင်မယ်အပျော်အပြက်နေထိုးနှက်လာတယ်ကြာတော့ရှက်လာတယ်မြို့ရချဲထိုးတာလူတွေပြောကုန်ကြပြီသွားတာလာတာတွေငါ့ကိုမငဲ့ရင်တော့မှပဝင်းချိန်ကိုငဲ့ပါအောင်ကွာလာပြန်ပြီလားဒီမှာကိုမြန်မင်းရှင်ဒီလိုနေနိုင်အောင်လှုပ်ပေးနေတာကဘိုးတော်ရဲ့ကျေးဇူးတွေရှင်ကို့ကျေးဇူးရှင်ကိုတော့မစော်ကားပါနဲ့ရှင်ကျမတို့ကရိုးသားလို့လူမြင်သူမြင်သွားကြတာပေါ့ ယခုဆိုရင်မျိုးမျိုးကြောင့်ကားပါဝင်နိုင်ခဲ့တယ်။ချဲပေါက်ချင်းလို့ပြောတော့လေဘလို့မြငွေရလာတလေတော့မသိ။တခဏချင်းကြီးပွားလာရေးဆိုတော့မဟုတ်မှလွဲရောမျိုးမြဥပဒေနဲ့မလုပ်ခင်းနဲ့အလုပ်တွေများလုပ်နေတာလား။လင်မယားပေမဲ့ကျွန်တော်က EECC တမဇနီးတဲ့ကလည်းသူ့ကိုတိုင်ပင်ခြင်းမရှိခဲ့။တိလို့တော့မီးမိတယ်။မျိုးမင်းဘာတွေလုပ်လို့ကြီးပွားလာတာလဲ။ငါကမင်းယောက်ကြပါကွာ။ ငါ့ကိုလည်းအတိပေးပါအောင်လူဆိုတာကကိုယ့်ရဲ့အောင်မြင်မှုအတွက်ကြည်ကျူးခြင်းကို နှစ်သက်တတ်ကြရီအမလီကိုမြန်မင်းရေအခုမှပဲမေးဖို့ရခဲ့သလားဒီမဲကျမပြောတာနားထောင် ရှင်တို့ဒီလိုနေနိုင်တာကျမတို့အားလုံးစုပေါင်းပြီးတော့ဒိုင်းကင်နာရှင်သိရဲ့လားမျိုးရဲ့စကားကြောင့်ကျွန်တော်အံ့ဩသွားရီကျမရဲ့ဘိုးတော်ရဲ့ခင်အေးတက်ရဲ့ပေါ့မင်းရဲ့ဘိုးတော်ကဒါနဲ့သာသနာအလုပ်လုပ်တယ်ဆို ဘိုးတော်ကလောဘဖတ်နေပါလားကျွန်တော်ရဲ့စကားကြောင့်မျိုးကသဘောကျစွာရည်တယ်ရှင်ဟာလီတိတ်ကိုရိုးရတာပါလားဘိုးတော်ကလူတွေကိုချဲကနှံပြီးတော့လူတွေကယုံကြပြီးထိုးတယ်လေဒီတော့ငွေတွေဟာကျမတို့စီမှာတပိတ်ဝင်အိတ်ဝင်ရောက်လာကြတာပေါ့ကျွန်တော်မျက်လုံးတော်ပြူထွက်သွားတယ်သူပြောတော့လေအဟုတ်သားပါလားဒါဆိုမင်းရဲ့ဘိုးတော်ကအစ်စ်မှမဟုတ်ပဲလိန်ညာနေတာပေါ့ မျိုးကမိတို့မှမပြောဘဲငြိမ်သက်နေခြင်းကအမှန်ကိုဝန်ခံတဲ့သဘောဒီလိုဆိုရင် လူတွေကိုလိမ်ညာခြင်းကပြစ်မှုမြောက်တယ်လို့မျိုးကိုယ်တော်စိတ်မချခြင်းတော့ဂျာနေများမှာဘိုးတော်တို့များရဲ့မူခင်တရင်များနဲ့အန်ဒီအများကိုဖတ်ခဲ့ရပြန်တော့ကျွန်တော်ကတပြင်းချမိတယ်ဘိုးတော်မှာမိမနဲ့တာသမီတွေရှိတယ်ရှင်ဟုတ်လားမင်းဘိုးတော်ကဘယ်ဆိုးလို့လဲရှင်နော်ပေါက်ကတည်းကပြောပြန်ပြီ စိတ်ချပါရှင်ကျမတို့ကစီးပွားဘက်တွေပါ အလုတ်တဘောကလွဲပြီးတော့တခြားဘာစိတ်ကူးမှမရှိပါဘူးဒါဆိုရင်လေမင်းရဲ့ဘိုးတော်ကတော်တဲ့သွားပြီးတော့တရားကျင့်နေပါလားသူတော်စင်ဆိုတာလောဘမရှိဘူးကငွေနောက်မလိုက်ကြဘူးစိတ်ချပါရှင်ကျမအနေနဲ့ရှင်ကလွဲပြီးတော့ဘသူအပေါ်မှာမဖောက်ပြန်ဘူးအဲ့ဒါကိုယုံမင်းကတော့ဟုတ်တာပေါ့စမ်းကျင်တဲ့လူကစမ်းနေမှာဒီလောက်အထီတော့ငါခွင့်မလွတ်နိုင်ဘူးနော်အဲ့ဒါကြိုးပြောထားတာ ကျွန်တော်ဒေါသကြောင့်မျိုးမျိုးနှုတ်မှတိတ်သွားရီလင်းယောက်ျားရဲ့စိုးရင်စကားကမျိုးအတွက်သတိပေးစကားလိုပါမိမိဘက်ကအန်တီအေကိုကြိုတင်ရှောင်ကျဉ်နိုင်တော်လေခင်အီတက်ကငငယ်ချောချောလင်သားမရှိတဲ့အိမ်နောင်ပြတ်သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုမျိုးကတိတ်မတင်ကားချင်းခင်မောဖြစ်သူကိုမြတ်မင်းကိုအချိန်နေသိစေရန်ပြောပြခြင်းမိမိစိတ်ပူမှာဆိုတော့မျိုးတိတ်ထားလိုက်တယ် ယခုတလော့ချဲတီကသူတို့တိုင်မှာပေါအားကောင်းနေတော့အတွင်းပစ္စည်းများနဲ့ကားတစ်စီးပါပြန်ပြုတ်သွားတယ်။မဖြစ်ဘူးခင်အေးတက်ရဲ့မျိုးတော့ချဲကနိုင်ရအောင်လို့ညာဤပြီးတောင်းရမယ်။ဒါမှဒိုင်ကွက်ကိုကျိုးပိတ်ထားနိုင်မှာ။ဒါဆိုကျမပါလိုက်မယ်လေ။ကောင်းတာပေါ့ဘိုးတော်ကိုတော့ခေါ်လို့မဖြစ်ဘူးထားခဲ့ရမှာ။မိမသားတံမဲနဲ့ချဲနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြရီ။ သူတို့ရောက်တော့သူတို့ထက်တောင် ဝရိယကောင်းနေတဲ့လောဘသမားများကကြိုတင်ရောက်နေနေကြတယ်။သူတို့မှာစင်ချင်းတုံတရားနဲ့တင်းတင်းရောင်ရဲခြင်းများမရှိကြတော့ဓမ္မပဒမှာမြတ်စွာဘုရားကအမျက်ဆုံးဥစ္စာက ရောင်ရဲခြင်းဒီဟုဟောကြားတော်မူခဲ့တယ်။ရဝေထုပစ္စည်းတို့မှာ စွဲငင်အားရှိကြတယ်။ပိုင်ဆိုင်မိလေတောကကခိုးဝင်ပူးကပ်လေးပါ အလိုလောဘကိုထိချုပ်နိုင်တဲ့ဇွမ်းရည်မှာတင်းတင်းရောင်ရဲမှုပဲဖြစ်ပါရဲ့တင်းတင်းရောင်ရဲခြင်းမရှိသူတို့ကဝိတမလောဘဖြစ်ကြရဲ့မိစ္ဆာအာဇီဝဖြစ်ကြရဲ့အာကုသူများတတ်ကြရဲ့မျိုးကလည်းအလောကိစ္စကိုအကြောင်းပြပြီး အင်ကက်တယ်ဟု၍မရှိတော့ ကြာတော့မိသားစုစားဝတ်နေရင်အလौဒ္ဒဝင်များလေးယူရှုလာတော့ကျွန်တော်တော်အလौထိခိုက်လာရတယ်။အရင်ကလိုမိသားစုတွေဒဇုတဝေစကားပြောကြစားကြတောက်ကြနေပျော်ရွှင်စရာအချိန်တွေပျောက်ွယ်ကုန်ရတယ်လို့ကလေးများရဲ့ပညာရေးကအစားကျက်မှတ်ပေးတဲ့အချိန်တော့မပြီးနိုင်တော့အမြဲလိုလိုတအိမ်လုံးဒိတ်စိတ်ငြိမ်သက်နေတယ်။မျိုးရည်လောဘကိုကျွန်တော်မြည်သည့်နည်းနဲ့နှိမ့်သက်ရမှမသိနိုင်တော့အမ အမရေအိမ်ပြင်ကခေါ်တန်းကြောင်းကျွန်တော်ပြေးထွက်မိတယ်။ဟေးဘာတော့ကွာဘာတူလဲချဲထိုးကြံလို့ကျွန်တော်ဒေါသဖြစ်သွားတယ်။အိမ်မာတော်ဥပဒေနဲ့မလွတ်ခင်းနဲ့အလုံမျိုးကို မျိုးလုံးနေပါလား။ဒီအိမ်မာဘာချဲမှမရောက်မှုဟေးသွားကြနောက်ကိုလည်းလာမမေးချာနဲ့တော့ချဲထိုးရင်ရောက်လာကြတဲ့ကောင်လေးများမှစာရွက်ကလေးများကိုကင်ပြီးခေါင်းကိုကုပ်ပြီးပြန်ထွက်သွားကြတယ်။ဘန်းနေ ဒီမှာစိတ်ညစ်ရတဲ့အထင်သူတို့ကတမဟင်းဦးတိမ်နေရင်တန်လန်းနဲ့ထွက်လာကြတော့မိဖို့တဲကိုပြန်ပြေးဝင်ရတဲ့ကျွန်တော်ဒုက္ခကလည်းမသိမိမသာယူထားရတဲ့ကိုယ်တိုင်မိဖို့ကြောင့်ဝင်နေရတဲ့အဖြစ်တော်လေသူမိဘနှစ်ပါးသာမြင်ရင်တော့မြည်တို့ပြောမယ်မသိအားလည်းရဖြစ်လို့လေအေးအေးစေးစေးပဲချက်ပြုတ်နေမိတယ်ကျွန်တော်ဈေးက ပြန်လာတဲ့အထိမျိုးကအိယာကမထားသေးတားနဲ့သမီးကကျွန်တော်ကိုအကူအညီပေးကြတယ် ဓမင်းစားပြန်တော့လေယောက်ျားချက်ထားတဲ့ဓမင်းဝိုင်းမှာမင်းရီရှက်ရီတော်မစားနိုင်တဝက်တပြက်နဲ့မျိုးကလက်စည်းရန်ထသွားရီတော်ပီလာမျိုးစားလို့မကောင်းလို့လားကောင်းပါရဲ့အစထံငွေရဖို့ကိုအလုံးလုံးရအောင်မေကိုမြင်းမင်းရဲ့ဆုံရှုံထားတဲ့ပစ္စည်းတွေပြန်ရအောင် အလုံးစူးစမ်းရအောင်မေဩမျိုးကိုအင်ကရန်ပေးပါဦးဓမင်းစားနေရင်မှမျက်ခုံးတစ်ခုကိုရှုံပြီးခက်ထန်ထန်မေးလိုက်တယ်ဘာလို့မလို့လဲ ချင်းရော်ရရင်ငွေအစင်သင့်ရှိနေအောင်လို့ပါအင်္ဂရန်ပေါင်ပြီးတော့လက်ထက်ငွေဆောင်ထားရအောင်ပါပေါ့တကယ်လို့များအင်္ဂရန်မရှိတော့ရင် ကျွန်တော်တို့သားဖားတွေကိုပါအပေါင်ထောင်းမလားမသိအခြေပြတ်ရင်အနေခက်ပါမေဥစွာဒုက္ခရောက်ကြရမှာကကျွန်တော်သားသမီးကလေးတွေဓာရီကိုမျိုးတယောက်မစင်စားမိတော့ဘူးလား မျိုးကဆုံရှုံချင်းလမ်းမော်ကိုရှောက်လို့ရှောင်မမသိအောင်လောဘနောက်ကိုလိုက်ပြီးသူအသိဉာဏ်နဲ့စင်ချင်းတုံတရားတွေပျောက်ွယ်ကုန်လေးပြီမင်းကွာကားလဲဒီလိုနဲ့ကုန်ခဲ့ပြီမင်းပစ္စည်းတွေလည်းအပေါင်းဆိုင်မှာတော်ပါတော့ရှင်ကျမရှာနေတာရှင်တို့အတွက်မိမရှာကျွေးတာအငိမ့်သားထိုင်စားစမ်းမှာရှင်ရဲ့တလားစာဝင်ငွေဟာကျမတနေ့ရောင်းတဲ့လောက်တောင်မရှိဘူးဘာကွာမင်းစကားကိုပြန်ပြောစမ်းမအောင် ကျွန်တော်ကို ခနဲ့တဲတဲနဲ့ဖြေတဲ့မထီတတီကြည်တဲ့ရှင်ကြားတဲ့အတိုင်းပဲလေကလေးနှစ်ယောက်ရားတဲ့တိငါလောက်စားတမအာဇီဝငွေနဲ့ရှာကျွေးခဲ့တာပါကွာဒေါသကအရှိန်မြင့်တက်သွားပြီမိဘတွေစကားများနေကြတော့ကလေးနှစ်ယောက်မှထမင်းဆက်မစားရဲကြတော့ပကံလေးတွေကိုစီကင်ပြီး အရှူချူထသွားကြရှာရဲကျွန်တော်စိတ်မကောင်းတော့ကလေးနှစ်ဦးကြောင့်ဒေါသကိုထိမ့်ပြီးအလျှော်ပီးလိုက်ရတယ်ထုတ်ထားလိုက်မယ် မင်းမနှက်ဖြက်မှယူမှာမဟုတ်လားမျိုးကကျွန်တော်ရဲ့စကားကြောင့်ကြည်နဲ့စွာကောင်းငိမ့်ပြရိပြီးတော့လေးတန်းပြော်လေးနဲ့ဒီနေ့နေ့လေစနေနိုင်မှာခေအေးတတ်တို့အိမ်မှာစည်ရင်းတွေလှုပ်ဖို့အားလုံးကိုချိန်ထားတယ်ကိုမြမင်းရဲ့လက်ခွဲထိုင်တွေကစည်ရင်းတွေ လာတင်ကြမှာချဲကလည်းအရင်ကလိုရောင်းလို့မရတော့ဘူးတည့်ရကြိုပိတ်ထားလိုက်ကြတယ်အဖန်စီကတိတ်များတာမျိုးထွက်သွားရကိုကျွန်တော်လက်မှိုင်ချပြီးကြည်နေမိတယ် မျိုးမနာကြီးတကြီးကြီးနဲ့ခဏကြတော့ရေချိုးကန်းထဲကိုဝင်သွားရီအချိန်က10နာရီတိတိဒီတော့ကျွန်တော်ထမင်းကိုအမြန်လက်စားတက်ပြီးတင်းစဲလိုက်ကြရီပြီးနောက်လမ်းထိပ်ရှိစရိုးဆိုင်လေးရှိရာကိုထွက်ပြီးဖုန်းနံပါတ်199ကိုလှည့်လိုက်မိသည်မျိုးတို့တအုပ်စုလုံးကိုဖမ်းသွားတဲ့တဲ့ရင်ကဟိုးလေးတကြောကြောဖြစ်သွားကြရီ ။လောင်ကစားပုံမှာ15ကာဂျီ16ကာဂျီနဲ့အတီးတီးအေးအေးယူခံရတာကိုကျွန်တော်စိတ်မကောင်းပေမဲ့ဇနီးတဲ့ရဲ့ဒါစီမရတဲ့လောဘကို အဆုံးသက်ရန်ကတဏိတာရှိတော်ရိတံဝင်ကြရဲရရှိထံခွင်တောင်းပြီးအချုပ်ခန်းစီကိုရောက်လာခဲ့ရာကျွန်တော်ကို တွေ့တာနဲ့မျိုးရည်မျက်နာက တင်းမာခတ်ထန်စွာနဲ့တစ်ဖက်ကိုလှည့်သွားရိမျိုးရည်လှုပ်ဝှက်ချက်ကို ကျွန်တော်ကလွယ်လို့ဘသူမှအတိမပြီးတော့ကျွန်တော်လက်ချက်မှန် မျိုးတက်အပ်သိနေပါလိမ့်မယ်။မျိုးကျွန်တော်အတန်ကိုတော့မကြားကျင်လောက်အောင် နားပိတ်ထားလိုက်တဲ့မျိုးရဲ့အပြုမူကကျွန်တော်အပေါ်ရှိနာကြီးစိတ်ကိုဖော်ပြနေပြီ။မျိုးဒုတိယကြိမ်ထက်ခေါ်တော့လေမျိုးထံကဒူးတန်မကြားရတဖက်လွှဲနေတဲ့မျိုးရဲ့မျက်နှာပေါ်မှာမျက်ရည်များကိုလေကျွန်တော်မြင်တွေ့နေရတယ်။ငူထားတော့မျက်လုံးများမှာညည်းမို့မောင်နေတယ်။ ကိုကိုခွင့်လွတ်ပါမျိုးရေကျွန်တော်ကိုကြောခိုင်းသွားတယ်မျိုးဘက်ကမြည်တော့မှတုံ့ပြန်မှုမရှိတော့ကျွန်တော်ကလက်မှိုင်ချလိုက်ရတယ် ကျွန်တော်ရဲ့လုံရက်ကမှားတယ်လို့ဆိုပါကကြေကြေနက်နက်ကြီးမျိုးရည်အမုံကိုခံယူလိုက်ပါမယ်။ဓမျိုးသားလုံးရည်ဇာရီတာကို ပြက်စည်းအောင်ထိုးပေါက်နေတဲ့လောင်ကစားအလုတ်ကိုတာဝန်သည့်ပြည်သူတအုပ်အနေနဲ့ကဲတင်ပေးလိုက်ခြင်းကကျွန်တော်ရဲ့နှလုံးသားကိုပေါ်ထုတ်ပေးလိုက်ရတယ်လို့ခံစားခဲ့ရတာကိုမျိုးကနားမလဲပြီ။မျိုးရည်အမုံကကျွန်တော်ရဲ့အချစ်ပေးဖြစ်တာကိုမျိုးသိစေခြင်းပါတဲ့။ မျိုးဘေဘဝရောက်ရောက်ကျွန်တော်ရဲ့အခြေက ပြောင်းလဲသွားမှာမဟုတ်ပါမျိုးရဲ့တကူလုံးကဒေါသကြောင့်တဆက်ဆက်တုံနေတာကိုစုပ်ထားတဲ့လက်များကိုကြည်ချင်းနဲ့တည်နိုင်နေမျိုးရဲ့တုတ်ပြန်လာမယ့်အကြည့်ကိုမျောလင်ခြင်းများစွာနဲ့စောင့်မျှော်နေစေဒါကြောင့်ကျွန်တော်ကအချိန်ကြာတဲ့ဒီမျိုးကိုငေးကြည့်မိတယ်အချိန်ဆိပ်ပြီးဖြစ်တော့အချုပ်ခန်းကိုကြောခိုင်းပြီး ပြန်ထွက်အလာမှာ အခန်းဝကိုအရောက်မှဒေါသကြီးစွာနဲ့တုတ်ပြန်လာတဲ့မျိုးရဲ့အတန်ကိုကြားလိုက်ရသည်။ရှင့်ကိုတိတ်မုန်းတဲ့ကိုမြမင်း။ကျမတေးရာတော်မှ ရှင့်ကိုခွင့်မလွတ်ဘူး။မျိုးရဲ့အမုန်းစကားကကျွန်ုပ်ရဲ့နားထဲမှာဘယ်တော့မှထွက်သွားမှာမဟုတ်တော့မျိုးရဲ့အမုန်းဓာတ်ထက်က ကျွန်ုပ်ရဲ့နှလုံးသားကိုဒဇစီခုတ်တိပိုင်းဖြတ်ထားတဲ့ကဲ့သို့ရင်မနာကျင်လောက်အောင် ခံစားနေရတာကိုကျွန်တော်သားလျင်အတိဆုံးဖြစ်ပါရဲ့။ သို့တော်လဲမိန်းကလေးများနဲ့ရောထွေးရှက်တင်နေထိုင်ပြီးလောဘစိတ်များတိုးပွားလာစေရန်နှိုးဆွပေးနိုင်တဲ့ဘိုးတော်သူဘိုးတော်လင်ကို ဥပဒေအရအရေးယူနိုင်လိုက်ပြီးဆိုပြီးသူသားအလုံးအတွက်ရန်စူးရန်ညောက်တကူကင်းရှင်းသွားပြီးဆိုတာကိုတော့ကျေနပ်နေမိခဲ့တယ်။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါရရှင်။